ကိုစကားကိုနားမထောင်ရကောင်းလားဆိုပြီးတော့စိတ်ဆိုးဒေါသထွက်ရလောက်တဲ့အထိကိုကိုကိုအထင်ကြီးမိုက်မဲမှုတဲ့လူတွေဒီဗီဒီယိုကိုကြည့်နေပြီလေဆိုရင်အဆုံးထိကြည့်သွားလိုက်ပါဘာကြောင့်များတစုံတယောက်ရဲ့အပေါ်မှာကိုပြောတဲ့စကားတွေကို ဖြစ်စေခြင်းနဲ့ပုံစံတွေကို နားမထောင်ဘူးလိုက်ပြီးတော့မလှုပ်ပေးမနာခံပေးတဲ့အခါမျိုးတွေမှာစိတ်ဆိုးဒေါသထွက်ရလောက်တဲ့အထိဘာကြောင့်များမိုက်မဲရတာလဲဘာကြောင့်များကိုကိုကိုထင်ကြီးနေရတာလဲပတ်ဝန်းကျင်ဆိုတာကိုမဟုတ်ဘူးကိုကလွဲရင်တခြားလူဟာပတ်ဝန်းကျင်ပဲဒါကြောင့် ကိုဖြစ်စေခြင်းတဲ့အတိုင်းကိုဘယ်ပတ်ဝန်းကျင်မှာလိုက်ပြီးတော့မှအမြဲတမ်းဖြစ်ပေးနေနိုင်မှာမဟုတ်ကိုကိုတိုင်းတောင်မှကိုဖြစ်ခြင်းတဲ့အတိုင်းနေဖြစ်ခဲ့လို့လားကိုကိုတိုင်းတောင်မှကိုလိုခြင်းတဲ့ပုံစံနေပိုင်ဆိုင်ခဲ့လို့လားစဉ်းစားကြည့်ပါ ကိုကိုကိုတော်မပိုင်တဲ့ဒီဘဝဒီခန္ဓာကိုရထားပြီးတော့မှတခြားလူကိုကိုအပိုင်ဖြစ်ချင်နေတယ်ဆိုရင်အဲ့လောက်ထိမိုက်မဲတာရှိပါဦးမလားအဲ့လောက်ထိကိုကိုကိုအထင်ကြီးတာရှိပါဦးမလားကိုခန္ဓာကိုတော်မှကိုစိတ်သွားတိုင်းအမြဲတမ်းမလိုက်နိုင်တခါတလေတယောက်ထဲတောင်မှမတင့်မြတ်ဘူးတယောက်ထဲတောင်မှစိတ်နဲ့ကိုယ်နဲ့မကပ်ဘူးစိတ်နဲ့ကိုယ်နဲ့ အမြဲတမ်းတိုက်ခိုက်နေရတာပေါ့ပတ်ဝန်းကျင်ဆိုတာကတော့ကိုယ်စကားနားထောင်မှုဆိုတာအဝေးကြီးပါသဘင်ကလေးဖြူလာတာကအစမဖြူပါနဲ့လို့ကိုယ်စကားကိုနားထောင်လို့လားကိုယ်အလိုဆန္ဒကိုလိုက်ရောလို့လားခေါင်းမူတာခေါင်းကြိုက်တာခါနာတာဘယ်အရာတွေပဲဖြစ်ဖြစ်ကိုယ်ခန္ဓာကိုကိုယ်ပိုင်ပါတယ်လို့ထင်ထားတာတောင်မှကိုဖြစ်စေခြင်းတဲ့အတိုင်းမဖြစ်တာ မမသာပတ်ဝန်းကျင်က တခြားလူတွေက ကိုယ်စကားကိုနားထောင်နိုင်ပါမလဲမမိုက်ချင်သမ်းပါနဲ့ကိုကိုကိုတိတ်ပြီးတော့အထင်မကြီးသမ်းပါနဲ့ကိုကိုတိုင်းတောင်မှမမြဲတဲ့ခန္ဓာနဲ့အသက်ဆက်ရှင်နေရပါတယ်ဆိုမှဘယ်သူမှကိုယ်စကားအမြန်နားထောင်နေမှာမဟုတ်ဘူးကိုကိုတိုင်းတောင်မှဒုက္ခအတုံးခဲခန္ဓာကြီးဆင်းရဲခန္ဓာကြီးကိုယှတ်ထားပါတယ်ဆိုနေမှာ ဘာကြောင့်များသူများကြောင့်လဲထပ်ပြီးတော့အစင်းရဲခံကျင်နေရသေးတာလေကိုကိုတိုင်းတောင်မှအစိုးမရအလိုဆိုးမလိုက်ဘာအနှစ်သာရမှမရှိတဲ့ခန္ဓာကြီးကို ပိုင်ဆိုင်ထားပါလေဆိုမှဘသူ့ကိုမှမစိုးမိုးခြင်းနဲ့မချက်လေခြင်းသာမှလည်းကိုကိုကိုသာတရားအသည့်တွေရင်မှာကိန်းအောင် လုပ်ပြီးတော့မှခန္ဓာပေါ်ညံရောက်အောင်အထောက်ဆန်းပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ ပစ္စည်းဥစ္စာတွေဘလောက်ပဲချမ်းသာချမ်းသာဘလောက်ပဲပြည့်စုံပြည့်စုံမပေးရမလူရမစားရမတော့ရဖြစ်နေတယ်ဆိုရင်လေအဲ့ဒီလူဖြစ်ရတဲ့ဘဝဟာအရှုံးကြီးရှုံးတယ်လူဖြစ်ရတာနာတယ်လူဘဝလူခန္ဓာကိုရထားပေမဲ့လည်းပဲကာယကဝစီကမနောကံလို့ခေါ်တဲ့ကံသုံးပါးနဲ့ကောင်းတာတွေကိုမလုပ်ဘူး ကိုချင်းတီလာတွေပြက်ပြားချို့ရင်းဖောက်ပြန်နေတယ်ဆိုရင်လည်းပဲဒီဘဝလူဖြစ်ရတာရှုံးတယ်လူဖြစ်ရတာနာတယ်နောက်တစ်ခုကလူဘဝလူခန္ဓာကိုလည်းရထားတယ်မြတ်ဗုဒ္ဓရဲ့သာသနာတော်နဲ့လည်းကြုံရတယ်တစ္ဆာတရားတွေဟောကြားမဲ့သူတွေလည်းရှိတယ်တစ္ဆာတရားတွေနာကြားဝင်လည်းရပါရဲ့နဲ့တစ္ဆာတရားတွေကိုလည်းမနာကြားဘူး ယုံနံဓမ္မရဲ့အပေါ်မှာရှုမှတ်ပွားများခြင်းလို့ခေါ်တဲ့ဝိပဿနာခန္ဓာဉာဏ်ရောက်အလုပ်တွေကိုလည်းအမထုတ်ဘူးဆိုရင်ဒီဘဝဒီသာသနာနဲ့ကြုံပါရဲ့နဲ့ဒီလိုတွေမလုပ်ရတဲ့အတွက်ဒီလူဘဝဟာလူဖြစ်ရှုံးတယ်လူဖြစ်ရတာနာတယ်ဒါကြောင့်လူနာခြင်းနာပါစေဘဝမနာပါစေနဲ့လူဖြစ်မရှုံးပါစေနဲ့တန်တိုင်းသမ ्या ဒါနာပေးကမ်းစွန့်ကြဲတာတွေလုပ်ပါ ိုချင်းတရားတွေကောင်းအောင်စောင့်ထိုင်းမှာပြီးတဲ့နောက်မှာ ခန္ဓာငြိမ်းချမ်းဝိပဿနာလုပ်တွေကိုကြိုးစားပွားများအားထုတ်ကြပါတတဝခတ်သိတရားကိအင်းငြိမ်းချမ်းသာကြပါစေ။